မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးမြင်းချမ်းမတီရာယူမုံဦးဆောင်တဲ့ပြူပူပေါင်းအဖွဲ့တွေနဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီးနောက်အထင်နာတဲ့စေအုပ်စုကညောင်မင်းရွာကိုမိရှုဖျက်ဆီးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမြင်းချံမြို့နယ်အရှိချမ်းကိုပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကစစ်ကြောင်းထိုးလာတဲ့စေုပ်စုတိရာယူမုံဦးဆောင်တဲ့ပြူစောတီအဖွဲ့တွေနဲ့ဒေါ်လန်ရီပူပေါင်းတပ်ဖွဲ့တွေကြား၃ရက်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးနောက်အထိနာတဲ့စေုပ်စုနဲ့ပြူတွေကညောင်မင်းရွာကိုဒီကနေ့ထိစီးနှင်းလူရဲ့မိရှုနေတယ်လို့ဒေသခံတရင်ရှင်မြတ်တွေကပြောပါတယ်။ မြင်းချန်တထိုးချီလမ်းမိုင်းပေါ်မှာရှိတဲ့ညောင်မေရွာကိုစက်တင်ဘာ25ရက်ကအင်းအား900ကျော်ပါတဲ့စေုပ်စုနဲ့တိရာယုမုံဦးဆောင်တဲ့ဖြူတွေစစ်ကြောင်းထိုးလာရမှာတော်လန်ရီပူပေါင်းတပ်တွေနဲ့စက်တင်ဘာ29ရက်တိတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စေုပ်စုနဲ့ဖြူတွေအထင်အပြီးပြန်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဒေသခံတွေထံကသိရပါဗျ တိုက်ပွဲမှာအထိနာပြီးစစ်ကြောင်းပြန်ဆုတ်သွားတဲ့တိရာချူမုံဦးဆောင်တဲ့ပြူစောတီတွေဟာစက်တင်ဘာ29ရက်မှာစစ်ကြောင်းတစ်ခုခွဲပြီးညောင်မင်းရွာကိုထပ်မံစီးနေဝေရောက်ပြီးအောက်တိုဘာ3ရက်ဒီကနေ့ထိနေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ဆိုပါရယ်တိုက်ပွဲဖြစ်ပြီးတော့နောက်တစ်ရက်မှာပဲစစ်ကြောင်းတစ်ခုခွဲပြီးညောင်မင်းရွာကိုတိရာချူမုံတို့အဖွဲ့တွေပြန်ဝင်ပြီးမိရှုနေတာဒီကနေ့လည်းမိရှုတာ9ချိန်လောက်ရှိသွားပြီးတိရာချူမုံတို့ဘက်ကရွာလေးကိုဝင်ပြီးတော့ပစ္စည်းတွေလူလိုက်အိမ်တွေမိရှုပြီးပြန်ထွက်သွားလိုက်လို့နေကြတာ ရွာထဲမှာအိမ်တကားတွေပါမကြံဖြုတ်ယူပြီးသူတို့မယူနိုင်မဲဂျန်နာတွေကိုမီးရှို့နေတာဒေသခံတွေကတော့အကုန်ရှောင်နေရတယ်ဟုဆိုပါတယ်ပြည်ရဲ့စက်တမ29ရက်ကလည်းစေအုပ်စုနဲ့တင်းအောင်ချုံမဖွဲကမြောင်းမြေရွာကိုစစ်ကြောင်းမထိုးခင် drone နဲ့ပုံသီးချခဲ့တာကြောင့်ဖုန်ကြီးကြောင်မှာစစ်ဘေးတိမ်းရှောင်နေတဲ့တားမိနှုတ်ဘုံစားထိမှန်တိုက်ဆုံခဲ့ပါတယ်။ လက်ရှိမှာညောင်မင်းရွာကိုစီးနင်းလူရဲ့မိရှို့နေတဲ့စေဥစုနဲ့ဒေါ်လန်ရီတက်ဖွဲ့တွေကြားတိုက်ပွဲထပ်ဖြတ်တာမရှိသေးပေမဲ့နှစ်ဖက်စီရင်ချင်းတွေကိုစောင့်ကြည့်နေတဲ့အနေအထားဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။မြင်းကျံမြို့နယ်နေထိုးကြီးအဆက်ကားလမ်းပေါ်မှာရှိတဲ့ညောင်မင်းရွာဟာအင်ဂျင်900ဝန်းကျင်နဲ့လူဦးရေ4000ကျော်ရှိပြီးလက်ရှိမှာစေဥစုနဲ့တိရာရှုမှုဥဆောင်တဲ့ပြည်တွေကနေအိမ်တွေကိုဖောက်ထင်းလူရဲ့ အချိန်ချင်းမိရှုဖြစ်စီခံထားရတာဖြစ်ပါတယ်။ဒါအပြင်ညောင်မေရွာအပါဝင်အနီးဝန်းကျင်ရွာတွေဖြစ်တဲ့စံပြတဲတော်ခေမကန်မြောက်ကုန်းတဲပြော်ပွဲဘလုံးရွာကြီးစတဲ့ရွာပေါင်းဆေးရွာကျော်ကထောင်နေချီတဲ့ပြည်သူတွေစစ်ဘေးတိတ်ရှောင်နေရပြီးစားနေရိတ်ခါအကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လကလည်းမြင်းကျန်နဲ့ရှေ့ချန်နဲ့နထိုးကြီးနဲ့နောက်ချန်ကကျေးရွာတွေကိုဆေးဥစုနဲ့တိရာရှုမှုဦးဆောင်တဲ့ပြူတွေအင်အားတထောင်ဝင်းကျင်နဲ့စစ်ကြောင်းထိုးပြီးရွာစဉ်ပတ်မွေလူသက်လူရဲ့မိရှုခဲ့တာကြောင့်ရွာပေါင်း၁၀ရွာကျော်ကစုစုပေါင်းအင်ဂျီ1500ကျော်မိလောင်ပျက်စီးပြီးဒေသခံ25ဦးထက်မနည်းဖမ်းဆီးတပ်ဖြတ်ခံခဲ့ရတယ်လို့မြေပြင်တရင်ရှင်မြစ်တွေစီကသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စက်တင်ဘာမှာပူကြီးတူအပါဝင်စေုပ်စုတပ်သား68ဦးဗက်ပြောင်းခုံလုံးဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနရဲ့တည်သူရှင်ခွင့်ချိတ်ဆက်ပြီးစက်တင်ဘာလတွင်ဆက် စေအိုစုတက်ကပူကြီးတို့အပါဝင်တက်ဖွဲ့ဝင်68ဦးပြည်သူ့ရင်ခွင်ခိုလုံခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ပြည်သူ့ရင်ခွင်ခိုလုံလာသူ68ဦးအနက်လက်နက်ဖြင့်ဝင်ရောက်လာသူ18ဦးရှိပြီး MA1 စစ်တပ်လက် MA3 လေးလက်လက်ပစ်ပုံ3လုံးနေမိုင်း1လုံးကြီးမျိုးစုံအတောက်990ကျော်တို့ကိုယူဆောင်ကပက်ပြောင်းခိုလုံလာတယ်လို့ဆိုပါတယ်။ပက်ပြောင်းလာသူတွေထဲမှာစေအိုစုတက်တဲ့ အဒမလူသည်စုဆောင်ခရသူပြည်သူစစ်မှုရန်59ဦးနှင့်ရဲတအူပိုးကြီးတအူတက်ကြက်ကြီးတအူတက်သား10ဦးတို့ပါဝင်ကြောင်းသိရှိရပါသည်။ဆန္ဒတင်ဆက်ပေးမယ့်တရင်ကတော့ဒေါ်လန်ရေးအင်အားစုများပေါင်းစည်းပြီးတညိတညွတ်တဲ့တိုက်ပွဲဝင်ကြရမည်ကာလဟု PIA မကွေထောက်ပြတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ ဒေါ်လန်ရေးအင်အားစုအသီးသီးအနေနဲ့အကျဉ်းလက်ဆောင်ပေါင်းစီပြီးတညိတညွတ်တဲ့တိုက်ပွဲဝင်ကြရမယ့်ကာလဖြစ်ကြောင်းမကွေးတိုင်းတွင်စီရင်လှုပ်ရှားဆောင်ရွက်နေတဲ့လူထုဒေါ်လန်ရေးမဟာမိတ်အင်အားစု PIA မကွေးကထောက်ပြသည်ပေပါရယ်ရေဦးဒေါ်လန်ရီကာလာမှာဒေါ်လန်ရီတက်ခွဲတွေဟာအလျားလိုက်ပုံစံပုံမှုဖြစ်ထွန်းခဲ့တော့လေငါးနှစ်နီးပါးကြာမြင့်လာသည့်အထိတက်ခွဲချင်းအကောင့်မှုလည်းအကန့်အသတ်ဖြစ်ခဲ့ပြီးတက်ပေါင်းစုတရံစုစည်းမှုလည်းအောင်းနေခဲ့တယ်လို့ PIA မကွေးကဆိုပါတယ် လက်ရှိချိန်အားတော်လိုင်းရေးအင်အားစုအသီးသီးရဲ့တပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကျကျကျင့်သောအကောင့်ထဲပေါ်ရမည်ကာလလိုယူဆကြောင်းနဲ့မြေဥတော်လိုင်းရေး၅နှစ်မိဘကာလအတွင်းဖိနှိပ်မှုပေါင်းစုံကိုခါစီခံလာကြတဲ့လူလူမျက်နာကိုငဲ့ပြီးမိမိတသိန်းတစ်ဖွဲ့အကောင့်ရေးတဲ့တော်လိုင်းရေးတစ်စုံအကောင့်ရေးကိုဝှတီနိုင်ရမှာဖြစ်တယ်လို့လည်းအသိပေးထားပါဗျ။ ဒေါ်လာရေးအင်အားစုအသီးသီးအနေနဲ့ကွဲပြားတဲ့အမိန်ပေးကုတ်ကဲမှုတိုက်ရင်အားပြင်ချိန်မှုဘန်နာ၏လေလွင်မှုတွေကိုအချက်လက်ဆုံးပေါင်းစည်းပြီးတညွတ်တညွတ်ထဲတိုက်ပွဲဝင်ကြရမယ့်ကာလလိုယုံကြည်ကြောင်း PIE မကွေးက၆ပြအသိပေးထားပါရယ်ငဖဲမျိုးနဲ့နေရီကန်စစ်ကောင်စီစကန်ဝင်းချင်းတိုက်ပွဲတွေမှာထွက်ပြေးလာတဲ့စစ်ကောင်စီရဲ့တပ်မကိုကိုနဲ့စကားခါစက်ခွန်လောက်ကန်တပ်ဖွဲ့ဝင်29ဦးကိုလည်းအရှင်းဖမ်းမိခဲ့ပြီးအများစုဟာအတမစစ်မှုထမ်းဥပဒေအရပေါ်တောင်ဆဲခံရသူတွေဖြစ်တယ်လို့စစ်တုံးပန်းတွေကိုနိုင်ငံတကာစစ်တုံးပန်း ပဒေစည်းမျဉ်းတွေနဲ့ညီကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာအဒမစစ်မှုတန်းဥပဒေနဲ့စင်ရဖြစ်ချင်းလာပြီးနောက်နိုင်ငံတော်တက်ပြန့်ထိုးစစ်ဆင်လာတာကြောင့်စစ်ကောင်စီရဲ့ထိုးစစ်ကိုချမ်းချမ်းခံကူခံလျက်ရှိသလိုစစ်နောက်ပိုင်းဒေသတွေမှာလည်းပျောက်ကြားဒေသတွေတိုးချဲ့ဖော်ဆောင်လျက်ရှိတယ်လို့ PIA မကွေးကအတည်ပြုထားပါတယ်။ နိုင်ငံတော်ဆစ်ရှိမြင့်တက်လာမှုနဲ့တူဒေတာရင်းဆစ်စင်ရေးတွေကိုပေါ်ဆောင်လျက်ရှိသလိုငပေးမျိုးနဲ့အမ်ဘရန်လန်တစ်လျှောက်မှလကောင်းပသိမ်မုံရွာလန်နဲ့အမ်ဘရန်လန်ကြားဒေတာတွေမှလကောင်းဆစ်စင်ရေးတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းပေါ်ဆောင်လျက်ရှိပြီးတိုက်ပွဲတွေတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာအထိခိုက်ကြဆုံးရှိခဲ့တယ်လို့ PIA မကွေးကအတိအပြေထုတ်ပြန်ထားကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တဖွဲ့ချင်းတစုချင်းတတိတာချင်းဒေါ်လာတိုက်ခတ်ရမည့်အချိန်မဟုတ်တော့ဘဲအားလုံးစုစည်းညီညွတ်မှုဖြင့်ဒေါ်လာရေးနောက်တစ်ဆင့်တက်ရန်တိုင်းရင်းသားခေါင်းဆောင်များယုံကြည်လက်ခံထားမကြမီတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုများပေါ်လာမည်ဟုဒေါက်တာဇော်ဝေဆိုးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တဖွဲ့ချင်းတစုချင်းတထေတာချင်းဒေါ်လန်တိုက်ခိုက်ရမည်ချိန်မဟုတ်တော့ပဲအားလုံးစုစည်းညီညွတ်စွာဖြင့်စုပေါင်းတက်ညီလက်ညီဒေါ်လန်ရေးတိုင်းအသာတက်ကောင်းဆောင်များယုံကြည်လက်ခံထားကြကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝီဆိုကပြောဆိုပါရီ NUG ပြန်ကြားရေးသတင်းမီဒီယာဖြစ်သော PPTV သတင်းဌာနနှင့်တီးတန့်တွဲဆောင်မေးမြန်းခန်းတွင်ဒေါက်တာဇော်ဝီဆိုကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါရီ လက်ရှိနေဦးဒေါ်လာရည်သည်2021ခုနှစ်ကာလအချိန်နှင့်မတူညီပဲထိုးတက်ပြောင်းလဲမှုများစွာရှိနေကြောင်းဒေါ်လာရည်မှာလွတ်မြောက်ဒေတာများကိုအခြေခံပြီးဒေါ်လာရည်နောက်တဆင့်တက်ရန်ပြင်ဆင်လျက်ရှိကြောင်းဒေါ်လာရည်ကိုပြုပြင်ပြောင်းလဲပြီးအစင်းမြင့်တရာမှာတိုင်းရင်းသားဒေါ်လာရည်တက်ဖွဲ့များ၏စုစည်းညီညွတ်မှုကအရေးကြီးကြောင်း၎င်းကဆိုပါသည် အခုချိန်ဟာ2025-2026ဟာတစုချင်းတစ်ဖွဲ့ချင်းတတိတာချင်းစဉ်းစားရမယ့်တတိတာချင်းတိုက်ရမယ့်ဒေါ်လန်ရမယ့်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ့်အချိန်ဒေါ်လန်ရမယ့်အချိန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့ကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောပြပါတယ်အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်အဲ့ဒီတော့မကြမီအချိန်တွေမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစီးညီညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်ဟုဒေါက်တာဇော်ဝီဆိုးကပြောဆိုပါတယ်ဒိုင်းတာ ားများအားလုံးပါဝင်သောဖွဲ့စည်းမှုနှင့်စုစည်းတည်ဆောက်မှုမျိုးဆက်သွားနိုင်ရေးအတွက်ဆွေးနွေးတိုင်ပင်မှုများရှိနေပြီးသဘောတူညီမှုများလည်းရှိနေကြောင်းအားလုံးစူးစမ်းနေကြကြောင်းတိုင်းဒေါ်ဒေါ်လာရေးကောင်းဆောင်များဗိုလ်ချုပ်များနှင့်တွေ့ဆုံပြီးဒေါ်လာရေးအောင်မြင်စွာတိုက်နိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ အန်ယူဂျီပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာပြည်ပမှာရောက်ရှိနေရမှာမြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာပြီးအစိုးရအဖွဲ့တာဝန်များနဲ့ဒေါ်လာရေးတာဝန်များကိုအချိန်ပြည့်တာဝန်ယူထမ်းဆောင်လျက်ရှိကြောင်း၎င်းကထုတ်ဖော်ပြောဆိုထားပါတယ်ဒေါ်လာရေးရဲ့တချို့က refund လို့ပြောတယ်တချို့ကလည်း upgrade လို့ပြောတယ် အားကောင်းအောင်လို့ကျွန်တော်တို့တိုင်းရင်းသားဒေါ်လာရေးအဖွဲ့အစည်းများနဲ့စုစည်းညီညွတ်ခြင်းဟာပါဝင်ကြခြင်းဟာအရေးကြီးတယ်ဆိုတာအားလုံးကယုံကြည်ကြတယ်အားလုံးလည်းဒါကိုစူးစမ်းနေကြတယ်ဆိုတာအားလုံးသိပြီးဖြစ်ပါတယ်အားလုံးပါဝင်တဲ့တိုင်းရင်းသားဒေါ်လာရေးကောင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတည်ဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကျွန်တော်တို့အားလုံးဆွေးနွေးဖြစ်ကြတယ် တိုင်ပင်ဖြစ်ကြတဲ့အားလုံးလေးသဘောတူကြပါရစေ။ဒါကြောင့်ကျွန်တော်ဘူချုပ်တွေကောင်းဆောင်တွေကိုပြောခဲ့သလိုပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့ဒေါ်လာရဲ့အနာဂတ်ဟာကောင်းဆောင်တို့ဘူချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီးကောင်းဆောင်တို့ဘူချုပ်တို့ပဝင်မှသာလျှင်ကျွန်တော်တို့ဒေါ်လာရေကိုအမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်၊တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါရစေ။ပြောပြသလိုပဲအဖွဲ့အစည်းတိုင်းကောင်းဆောင်တိုင်းဟာ ယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော်ဒါ informal meeting တွေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်ဟုဒေါက်တာဇော်ဝေစိုးကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။